အချိန်ကာလအပြည့်တော့1996ခုနှစ်ဝင်းကျင်လောက်ကပါအောင်မောင်းရေကျောင်းသွားရအောင်ရေအိမ်ရှိကတငယ်ချင်းမြင့်သူရဲ့ခေါ်တဲ့ကြောင့်အောင်မောင်းတယောက်ဟာစားလက်စထမင်းကျော်လက်ကြံလေးကိုပလုတ်ပလောင်းစားပြီးတော့အိမ်ရှိကန်းကိုထွက်လာခဲ့လိုက်ပါတယ်အမေတာကျောင်းသွားတော့မယ်နော်မုံမိုးပြုံးအေးအေးရော့ရော့ရော့မတဲ့တိုင်းလဲဝယ်မစားနိုင်အောင်နော်ဟုတ်ကဲ့ပါမေတာသွားပြီနော်သူရဲ့မိခင်ထံကမုံမိုးကိုယူပြီးတော့ကျောင်းလွယ်ကြီးကိုကပုတ်ကယူလွယ်လျက် ိမ်ထဲကနေပြေးထွက်လာတဲ့အောင်မောင်းကိုကြည်ကဒေါ်သေးဖြူတပြင်းချလိုက်မိပါတယ်။သူမရဲ့ဒူဒီသောတာလေးအောင်မောင်းဟာယခုစတဲ့နေ့မှာတတ္တမတန်းကိုပဲရောက်နေပြီဖြစ်ပေမဲ့ကုကုကတော့မထိန်နိုင်သေးပါဘူး။လူပြိုပေါက်ရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့ယခုချိန်ဒီကလေးငယ်တူလို့ပဲအဆက်ဆက်ရရမိခင်ကိုအားကိုးနေပါသေးတယ်။အဖို့လဲဒီမှာစပြီးတော့မိခင်ဖြစ်သူဒေါ်သေးဖြူကစီစဉ်ပေးနေရတော့မှာပဲ။ဒေါ်သေးဖြူကမိဖို့ကန်းနဲ့ဝင်ပြီးတော့ထမင်းစပွဲကိုကြည့်လိုက်ပါတယ်။စိတ်ညစ်ပါတယ်။ဟင်းနေလဲကြောင်ရင်ထဲမှာမသိမ့်သွားဘူး။စားပြီးပကံတော့ဘေးစင်နဲ့မထည့်ခဲ့ဘူး။ နင်တယောက်နဲ့တော့မောပါအောင်မောင်းရဲ့အောင်မောင်းရဲ့မိခင်ကတဦးတဲ့တိုးတဲ့ညင်ညူရင်နဲ့မိဘကန်းထဲမှာတိမ့်စရာရှိတာတွေကိုတိမ့်ဆဲကဆေးကြောနေပါတယ်အောင်မောင်းဟာရက်ွက်ထဲမှာရှိတဲ့အာလကကွယ်အကြောင်းတကြောင်းမှာတက်တမထဲမှာပညာသင်ယူနေတဲ့ကျောင်းသားတယောက်ဖြစ်ပါတယ်အောင်မောင်းမှာကလေးစိတ်မပြောက်သေးတဲ့အလေတန်းကျောင်းသားတယောက်ဖြစ်ပေမဲ့လည်းအောင်မောင်းနဲ့တွဲနေတဲ့သူ့ရဲ့တငယ်ချင်းမြင့်သူနဲ့အပေါင်းမတစုကတော့လူပြိုပေါက်အွယ်တို့ရဲ့ထုံးကိုနှလုံးမူပြီးတော့ အရာရာကိုစူးစမ်းကလက်တွေ့စမ်းသပ်လိုကြပါရယ်မိဘဆရာတွေရဲ့ပြောစကားကိုလည်းနားထောင်လို့စိတ်လည်းသိမ့်မရှိကြပါဘူးအရှက်ကြောက်ကြီးတဲ့အောင်မောင်းကိုမြင့်သူတို့ကလောင်ပြောင်လေးရှိပါရယ်ဒါပေမဲ့လည်းအောင်မောင်းကတော့တီးခံပြီးတော့ပေါင်းမြတ်တိုင်းပေါင်းပါရယ်သူတို့နေထိုင်ရာရက်ွက်ထိတ်မှာဈေးငယ်လေးတခုရှိပါရယ်အဲ့ဒီဈေးလေးကတင်းကျိုင်းဟောင်းတစ်ခုပေါ်မှာဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ထိုဈေးလေးရဲ့အိမ်သာနောက်ကျောဘက်မှာတော့အုတ်ကူအပိုင်းစားတချို့ရှိနေသေးတာကိုလည်းတွေ့ရပါတယ်။ဈေးရဲ့တောင်ဘက်မှာလည်းရေကန်ကြီးတစ်ခုရှိပြီးတော့အဲ့ဒီရေကန်ကြီးကလည်းလူများနှစ်စဉ်ရေနှစ်သေဆုံးကြတာကြောင့်လူစားတဲ့ရေကန်ဖြစ်နာမည်ကြီးပါတယ်။ တင်ကျိုင်းဟောင်းပေါ်မှာဆောက်လုပ်ထားတဲ့အဲ့ဒီဈေးလေးကဈေးတဲ့တချို့6လခံခဲ့ရပူပါတယ်။မတ်ချူကတော့အဲ့ဒီဈေးလေးမှာငပိငချောက်ရောင်းသူတူဖြစ်ပါတယ်။ ညနေဈေးသိမ်းမိကျိန်ရောက်တဲ့အခါမှာတော့သူမရောင်းချနေတဲ့ငပိအိုးနဲ့ငချောက်တွေကိုသူမရဲ့ဆိုင်ကန်လေးထဲမှာထည့်ပိတ်သိမ်းကအိမ်ပြန်သွားလိမ့်ရှိပါတယ်။သူမဟာငပိငချောက်ဖို့ရေယနေ့ညနေဆောင်တဲ့အချိန်မှာရှင်းပေးရမှာမလို့အလော်တကြီးဆိုင်ကိုပိတ်သိမ်းခဲ့ခြင်းလည်းဖြစ်ပါတယ်။အဲဒီဈေးလေးမှာတော့အရှိနောက်တောင်မြောက်ဆိုပြီးတော့ဝင်ပေါက်၄ပေါက်ရှိရာအရှိပေါက်နဲ့အနောက်ပေါက်ကိုဆက်သွယ်ထားတဲ့လမ်းမကြီးတစ်လျှောက်ကလည်းအစီအကားဆုံးနေရာပဲဖြစ်ပါတယ်။ထိုလမ်းမကြီးဘေးတစ်ဖက်တစ်ချက်မှာကုံစုံဆိုင်စေးဆိုင်အလကုံဆိုင်ဖနက်ဆိုင်အဝတ်ထည်ဆိုင်စသဖြင့်ဆိုင်မျိုးစုံတို့ဟာအပြိုင်ဆိုင်ရောင်းချနေတာကိုဈေးဖွင့်ရတိုင်းမြင်တွေ့နိုင်ပါတယ်။ကျန်နေရာတွေမှာတော့လူသွားလူလ လာကျဲပါတတ်ပါတယ်ဈေးဝယ်သူတွေကလည်းအတွင်းဘက်ကိုဝင်လေတိတ်မရှိကြပါဘူးအဲဒါကြောင့်မဲ့အတွင်းဘက်ဆိုင်တွေကအယောင်းဝယ်ထိုင်းကြတယ်လို့ဆိုရပါမယ် မချူရဲ့ဆိုင်ငန်းလေးကဈေးတောင်မပေါင်းနဲ့ပိုနီးပါတယ်ထိုနီးတဝိုက်မှာတော့ငပိငချောက်ရောင်းချသူတွေများပဲမလဲသူမိတ်နဲ့သူသားရောင်းဝယ်ကြတာမလို့အယောင်မတွက်လာပဲမလဲခက်မှန်မှန်တော့အယောင်ဝယ်ဖြစ်နေခဲ့တယ်လို့ဆိုနိုင်ပါတယ်မချူအင်ကိုပြန်ရောက်ပြီးချက်ပြုတ်ရန်ပြင်ဆင်နေရင်သူမရဲ့တစ်တာတော့ကိုသတိရသွားခဲ့ပါတယ်ခဏနေရင်ငွေရှင်းရတော့မှမလို့ငွေထည့်ထားတဲ့တန်တစ်တာရဲ့တော့ကိုရှာဖွေပေမဲ့လည်းလုံးဝရှာမတွေ့ခဲ့ပါဘူးတော့ကိုမြည်သည့်နေရာမှာတင်းငဲမိလေတည်းလဲလို့တွေးနေတယ်သူမမနက်ကဆိုင်ကိုရောက်တဲ့အခါသူမလက်ကန်အိတ်ပေါ်ရေတွေဖိတ်ကြတာကြောင့်အိတ်ထဲကပစ္စည်းတွေအန်ဆွဲတဲ့ဟိုတယ်ကအိတ်ကိုနေပူလန်းထားလိုက်ပါတယ် ဇေသိန်းရှင်ကိုရောက်တဲ့အခါမှာတော့အလင်းစလိုနဲ့အန်ဆွဲတွေကပစ္စည်းတွေကိုတင်ဆက်ပြီးပြန်လာတာမို့လို့တန်တစ်တာတော့အန်ဆွဲထဲမှာကြံခဲ့ခြင်းဖြစ်ပါလိမ့်မယ်။အင်းအခုချိန်သွားယူရင်တော့ဈေးဆောင်ကြီးရှိလောက်သေးတယ်။သူမကလည်းဆိုင်ငယ်နဲ့ခက်မြက်မြန်မောင်းပြီးတော့ဈေးရဲ့အနောက်ဘက်မှာဆိုင်ငယ်ကိုရက်လိုက်ပါတယ်။သူမဆိုင်ငယ်ရက်လိုက်တာနဲ့ပဲဈေးဆောင်အဖိုးကိုအနောက်ဘက်ကဘေးမှာအသင့်တွေ့ရတာကြောင့်မတ်ချိုကဝမ်းသာသွားခဲ့ပါတယ်။ဈေးဆောင်တဲ့အဖိုးကစီပင်ဝတ်စုံဝတ်ဆင်ထားတဲ့လူတူဦးနဲ့စကားပြောဆိုနေပါတယ်။ဦးလေးကျမဆိုင်မှာတော့ကြံငယ်လို့ပြန်လာယူတာခဏလောက်စောင့်ပေးပါဦး။ ေးအေးမြ мян သွားပြီးတော့မြ мян ပြန်ခဲ့ကွယ်ဒီဈေးကညံ့မောင်လို့ရှိရင်မကောင်းဘူးကွယ်သူမကလည်းခေါင်းငိမ့်ပြကသူမဆိုင်ရှိရာကိုခတ်တွတ်တွတ်လေးသွားလိုက်ပါတယ်တစ်စည်းလုံးခွေးတကောင်ကြောင်တမီမမရှိပဲတိတ်ဆိတ်နေမူကြီးကသူမကိုခြောက်ချားစေတာတော့အမှန်ပါပဲသူမကငချောက်တန်းစီကိုရောက်တဲ့အခါခိုးခိုးခိခိရေတန်နေလို့လို့စကားပြောတန်နေလို့လို့ကြားလိုက်ရတာကြောင့်ဟမ်လူရှိသေးရများလားသူမတူရဲရေရွတ်လိုက်ပြီးတော့အဖော်ရှိသေးတယ်ဆိုတဲ့စိတ်ကအတော်တန်တော့အကြောက်ပြေသွားခဲ့ပါတယ်သူမဆိုင်ရှိကိုရောက်တဲ့အခါသူမအခန်းထဲကတကြွကြွမြေအောင်ဝါးနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်ဟမ် ကြွက်တွေငိုင်းငှချောက်တွေကိုစားကုန်ပြီထင်တယ်။သူမလည်းဆိုင်ကန်းတော့ကိုအမြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အမလီသူမမြင်တွေ့လျက်တဲ့မြင်ကွင်းကြောင့်အလွန်ထိတ်လန့်သွားကအတန်ကုန်အော်ဟစ်လိုက်မိပါတယ်။သူမတွေ့လျက်တာကတော့ဂရုစက်ကူကဲ့သို့ပြားချက်နေတဲ့ခေါင်းကြီးမှာဇဗင်နီယာကျွတ်ကျွတ်ကျဲတဲ့ပေါက်နေတဲ့မျက်လုံးများကနီးရဲပြီးတော့စားကြောင်ထိုင်နေတဲ့ဗဇက်ပြပြကြီးနဲ့ငှချောက်တွေကိုအားရပါးရစားနေတဲ့ပရလောကသားတို့ကိုတွေ့လျက်ရတာကြောင့်ဖြစ်ပါတယ်။စည်းဆောင်ဖိုးကြီးနဲ့စီပင်ဝန်ထမ်းတို့ကလည်းသူမရဲ့အော်တန်ကြောင့်အပြေးလိုက်လာကြရာဆိုင်ရှိမှမေလဲနေတဲ့သူမကိုတွေ့လိုက်ကြရပါတယ် ူတို့နှစ်ဦးလည်းသူမကိုသတိပြန်လည်လာရင်ကြိုးစားပေမဲ့လည်းသတိပြန်မရတာကြောင့်စေးရုံကိုပုတ်လိုက်ကြရပါတယ်သူမလည်းစေးရုံကိုရောက်ပြီးမကြမီသတိပြန်လည်လာတဲ့အခါအမလီကောင်းပြားကြီးနဲ့တရေငန်းငါးချောက်တွေစားနေမလာနဲ့မလာနဲ့ငါးစီကိုမလာနဲ့နော်အဲ့လိုမျိုးသားအကျဉ်းအဖက်မှအော်ဟစ်ရုံးကန်နေပါတော့တယ်အရင်ဖြစ်ပြက်တွေဖြစ်ပြီးတပတ်လောက်ကြာတဲ့အခါမတ်ချိုကအကြောင်းပြချက်မရှိဘဲနဲ့ဈေးတောင်ဘက်ကရေကန်ကြီးတဲ့ကိုခုံချကရင်းနှစ်တေဆုံးသွားပါတော့တယ်ထို့နောက်ပိုင်းမှာတော့ဈေးသူဈေးသားတွေကဆိုင်ကိုစောစောပိတ်သိမ်းပြီးတော့ ညနေစာမောင်ရင်တန်းချိန်မှာဈေးကိုမြည်သည့်ကိစ္စကြောင့်ဖြစ်စေလာလိမ့်မရှိကြတော့ပါဘူး။မတ်ချိုအဖြစ်ကသူတို့အတွက်ဆန်နမူနာတစ်ခုဖြစ်ခဲ့ပါတယ်။အောင်မောင်းတို့တယောက်ပညာသင်ယူနေတဲ့အလကွယ်ကျောင်းလေးဟာထိုဈေးရဲ့တောင်မှတလန်းကျော်မှရှိပါတယ်။ဈေးတောင်မကရေကန်ထဲမှာတော့ရင်းနှစ်တည်ဆုံးရတဲ့ကလေးအများစုဟာအောင်မောင်းတို့ကျောင်းမှာပညာသင်ယူနေကြတဲ့ကလေးတွေဖြစ်ကြပါတယ်။ရေကန်ကြီးရဲ့အရှိတ်အဝါမှာဘောလုံးကွင်းကြီးကြီးလည်းရှိတာကြောင့်ကလေးများကျောင်းဆင်းလင်းကျောင်းနဲ့နေတဲ့အဲ့ဒီဘောလုံးကွင်းထဲမှာဘောလုံးကန်တတ်ကြပါတယ်။ရက်ွက်တွေကအရက်သားတွေကလည်းအဲ့ဒီဘောလုံးကွင်းမှာစုပြီးတော့ချင်းခတ်ခြင်းဘောလုံးကန်ခြင်းတွေပြုလုပ်လို့ရှိကြရာ ထိုနေရာလေးဟာညနေဆောင်လင်းလူစီကားတတ်ပါတယ်ရေကန်ကြီးကိုတော့မတ်ချိုသေးပြီးတဲ့နောက်ပိုင်းတိုင်နေဆိုင်ကတန်ဆူးကျိုးနဲ့ပတ်ပတ်လဲကာယံထားလိုက်ပါတယ်။ထိုရေကန်ဟာကားလမ်းမကြီးရဲ့အရှိဘက်မှာကက်လျက်ရှိပါတယ်။ထော်လာကြီးမောင်နဲ့ကားသမားတွေကလည်းရေကန်ကြီးတွေကရေကိုအသုံးပြုတတ်ကြတာကြောင့်ရေကန်ရဲ့အနောက်ဘက်မှာတော့လူတူဦးဝင်စားလောက်ဝင်ပေါက်လေးနေရာကိုတန်ဆူးကျိုးကာယံမထားဘဲနဲ့ခြံလက်ထားပါတယ်။ရေကန်နဲ့ဈေးဟာလမ်းသွယ်တစ်ခုသာချားပါတယ်။ အောင်မောင်တို့ကြောင်းကကျောင်းဦးကြီးနဲ့ဆရာဆရာမတွေကကျောင်းဝက်ကလေးတွေကိုထိုးရေကန်ကိုတွားရောက်ရေကူးခြင်းမပြုရန်အမြဲမှားကြလိမ့်ရှိပါတယ်။သို့တော်လည်းမြင့်သူတို့အုပ်စုကညနေကျောင်းကပြန်ဘလုံးကွဲမှာဘလုံးကန်ကြပြီးလင်တော့အဲ့ဒီရေကန်ထဲမှာရေဆင်းကူးကြပြီးမှပြန်လိမ့်ရှိကြပါတယ်။အတမ်းမိုင်ဆရာမတိလင်တော့ရိုက်ခါဆုံးမှာပါတယ်။သို့တော်မြင့်သူတို့ကထိုးရေကန်မှာရေကူးမြဲပင်ဖြစ်ပါတယ်။ဟင်အောင်ခိုင်ဆရာမကငါတို့ရေကူးလို့ရိုက်တာခဏခဏပဲ။ ငါတို့တွေကဒီကံမှာမွေးကလေးကကူးလာတာ तू မသိဘူးတေကံပါရင်တော့တေမှာပဲလေကွာငါတို့လာပြီးဖျဲချောင်းတယ်ဟုတ်ပါကွာဟိုကောင်အောင်မောင်းတော့အချောက်လိုလိုဂန်နူးလိုလိုနဲ့ဆီယာမောက်ကိုကြောက်လို့ရင်မကူးလေးပါလိမ့်နဲ့ဒီနေ့ညနေဒီကောင်ရအောင်ခေါ်ကူးကြမယ်ကွာ ဟုတ်တယ်ကွာတည်ညက်နေတော့တွေးကြသေးတာပေါ့အဲ့ကောင်အောင်ခံရဲ့စကားကြောင့်အလုံးကသဘောကျစွာရည်လိုက်ကြပါတယ်မြင်းသူရဲ့ဖခင်ကစိုက်ပျိုးရေးသမားတစ်ယောက်ဖြစ်ပါတယ်မြင်းသူရဲ့မိခင်ကတော့ငယ်စဉ်ကလေးကပဲတိမ်မသွားခဲ့ပြီလည်းဖြစ်ပါတယ်မြင်းသူရဲ့ဖခင်ကတော့သူ့ရဲ့စိုက်ခင်းနေမှသာအမြဲတမ်းအချိန်ကုန်နေတတ်တာမလို့မြင်းသူကဖခင်ကိုရမှာထင်ရဆိုင်တတ်ပါတယ်ညနေကြောင်းစင်းတဲ့အခါမှာမြင်းသူကငါတို့အတတ်မိုက်ဆီယာမှာစပွဲကိုလေလျှော့ခဲ့တယ်ကွာဟမ်ဟာမြင်းသူရဲ့စကားကြောင့်အလုံးကအံ့ဩသွားကြပါတယ်မင်းတို့တွေကတဟာတဟင်နဲ့ဘာဖြစ်နေကြလဲ ငါတို့ရေကူးလို့ဆိုပြီးရိုက်တယ်တစ်ခါလဲမကနှစ်ခါလဲမကတော့ထိုအခါအောင်မောင်းဟာမြင့်သူမင်းမရိုင်းလိုက်တာကွာဆီယမညနေကြောင်းစင်းပြီဆိုရင်လူမမသူ့မိခင်ကိုပြုစုနေရတာကွာပြီးတော့ဆီယမသူ့အိမ်ရှိမှာညနေခင်ကုံစင်းနေခင်းပြီးရောင်းအောင်မှာဆီယမရိုက်တယ်ဆိုတာလဲမင်းတို့ရေနစ်တွေမှာဆို့လို့ကွာဘာလဲအောင်မောင်းမင်းကမကျင့်တတ်ဘူးလားမြင့်သူကအောင်မောင်းလေပင်ကအင်ကြီးစားကိုဆွဲပြီးတော့ထိုးမဲ့ဟန်ပြင်နေပါတယ်။အောင်မောင်းကမြင့်သူမျက်နှာကိုတေချာကြည့်လိုက်ပြီးတော့ မိဘဆရာကိုစော်ကားလို့ရှိရင်ကံကြီးထိုက်တတ်တယ်မြင့်သူရအဲ့လိုမျိုးဆိုလိုက်ပါတယ်။ကြောင်စင်းကြီးဖြစ်နေတာကြောင့်ကြောင်သားကြောင်သူတချို့ကသူတို့ကိုကွက်ကြီးကွက်ကြီးလုံနေကြတာမလို့အောင်ခံရတော်တော်မြင့်သူသူများတွေကြည်နေတယ်ကွာ။တော်ကြရန်ဖြစ်တယ်ဆိုပြီးတော့မနေ့ပြန်ကြောင်ကြီးရုံကရောက်နေအောင်မယ်။ကြောင်ကြီးဆိုတဲ့အတန်ကိုကြားလိုက်ရလျင်တော့မြင့်သူကအောင်မောင်းလယ်ပင်ကအင်ကြီးစားကိုလွတ်ပေးလိုက်ပါတယ်။ကြောင်ကြီးရဲ့ကျိန်လုံးကိုတော့တကြောင်လုံးကကြောက်ကြပါတယ်။အောင်မောင်းလယ်ကြောင်ကိုပြန်လဲလာတဲ့အခါမှာတော့အတမ်းမိုက်ဆရာမကသူ့ရဲ့စပိန်လေးကိုတွန်းလာတာကိုတွေ့လိုက်ရပါတယ်။ဆရာမစပိန်ကဘာဖြစ်သွားလို့လဲ။ကျွန်တော်စပိန်ပေးလိုက်လေကျွန်တော်ဆိုင်သွားပြီးတော့ပြင်ပေးမယ်။ ေးဇူးပါတာရဲ့ဆီယမဖြည်းဖြည်းချင်းလိုက်လာခဲ့မယ်။ဆီယမကတော့လမ်းသိမ်းမလျှောက်နိုင်ဘူးတာရဲ့။ဆီယမကိုကြည့်ပြီးတော့အောင်မောင်းအတော်ပင်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။အောင်မောင်းလည်းစပိန်လေထိုးဆိုင်ကိုအမြန်သွားပြီးတော့စပိန်လေးကိုလေထိုးလိုက်ပါတယ်။ဆီယမကအသက်လည်းအတော်ကြီးကခန္ဓာကိုယ်ကလည်းဝနေတာကြောင့်လမ်းလျှောက်တာအလွန်နှေးလွန်းလာပါတယ်။အောင်မောင်းလည်းဆီယမထံပြန်လာခဲ့တဲ့အခါဟမ်တာလီမြန်လိုက်လားဘိန်းဖာတာ။ဘိန်းပေါက်တာမဟုတ်ဘူးဆီယမရဲ့ဘိန်းလီယော့တာတဲ့။ဟုတ်လား။ဟိုကောင်လေးမြင့်သူလက်ချက်ပဲနေမှာသူဒီနေ့ဆီယမစပိန်နာရစ်တီရစ်တီလုံနေတွေ့လိုက်တယ်ဆီယမကသူ့ကိုရိုက်လို့မကျေနပ်တာနေမှာ तू อ่ะมีตะซูต้าเลยมุโลเสี่ยม่าโกต้าเลยโตบ้อท้าပြီးတော့ส่งมาတာပါกวยစိတ်မကောင်းဖြစ်နေတဲ့เสี่ยม่าကိုကြည်ပြီးတော့အောင်မောင်းတနာမိပါတယ်เสี่ยม่าလမ်းလျှောက်လာတော့မောနေမှာပေါ့ตาเสี่ยม่าရင်ไล่ဖို့ไปมั้ยလေเสี่ยม่าမောနေတော့စပိတ်နင်းနိုင်မှာမဟုတ်ဘူးကျေးဇူးပါตาရဲ့ငါသားလေးကလိမ်มาတယ် တာတငယ်ချင်းမြင့်သူတို့အောင်ခိုင်တို့နဲ့စိတ်ပေါင်းကိုခွာနေတော့တာအာမောင်းစပိန်နှင်းလာစဉ်ဆီယာမကနောက်ကထိုင်ပြီးတော့ဆုံးမစကားဒွဒွတို့ပြောနေရှာပါတယ်ဆီယာမအိမ်ကိုရောက်တဲ့အခါမှာတော့လာသားရီထိုင်အောင်ရော့ငပြောသီးလေးစားပြီးတော့မောဖြေလောင်ဟုတ်ကဲ့ပါဆီယာမအာမောင်းကဆီယာမကြွတဲ့ငပြောသီးကိုစားကဆီယာမကသူမရဲ့မိခင်ကိုပြုစုနေတာကိုကြည့်နေမိပါတယ်ကြည့်နေရင်ကလည်းသူ့ရဲ့မိခင်ကိုလည်းယနေ့ညနေမှစားပြီးတော့အိမ်လုံးတွေကုလုပ်ပေးတော့မယ်ဆိုပြီးတော့တွေးနေမိပါတယ်ဆီယာမတဆိုင်ခင်းမိခဲ့အောင်မလားတားလေးအိမ်ပြန်နောက်ကျနေပါမယ်ကွယ်ရတယ်ဆီယာမရဲ့တားအိမ်ပြန်နောက်ကျနေကြပဲဟမ် ဆရာမဆရာမဈေးရောက်မဲ့အသီးရွက်တွေကလည်းနည်းနည်းပဲရှိတော့လားဟုတ်ပါသားရေညနေကျောင်းစင်းဈေးဝင်ဝင်မဲ့ဆိုပြီးစိတ်ကူးထားလေစပိန်လီရောတာနဲ့အစီအစဉ်ကပြတ်သွားတာဆရာမဝင်မဲ့စင်းပေးလိုက်လေကျွန်တော်သွားဝယ်ပေးမယ်ဆရာမဟိုတခါသွားတဲ့အဖွားဆိုင်ကဝယ်ရမှာမို့လားဟုတ်တယ်သားရေဒါဆိုလဲကျေးဇူးပဲဆရာမဝယ်မဲ့စင်းရေးပေးလိုက်မယ်လေနော်ဟုတ်ကဲ့ပါဆရာမအဲ့ဒီချိန်မှာပဲမြင့်သူနဲ့အောင်ခိုင်တို့မှာဒီညနေဘောလုံးကန်တာစိတ်ကိုမပေါဘူးကွာတော်ရင်မကစားတော့ဘူးကွာရေပဲကူးတော့မယ် ဟုတ်တယ်အောင်ခိုင်ရငါရောပဲကွာဟိုကအောင်မောင်းကြောင်အဲ့ကောင်ကမနဲ့ပြန်ကြရင်ပညာပေးရမယ်သူတို့နှစ်ဦးကလည်းအဲ့လိုပြောဆိုပြီးတော့ဘောလုံးကန်နေရကနေထွက်လာပြီးတော့ရေကန်ဘက်ကိုရောက်လာခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အဖြူစိမ့်တွေကိုချုပ်ကရေထဲကိုဒိုင်မန်ထိုးလိုက်ကြပါတယ်အောင်ခိုင်နဲ့မြင့်သူတို့ရေငုံနေစဉ်အောင်ခိုင်နဲ့မြင့်သူတို့ရေငုံနေစဉ်မြင့်သူရဲ့နှဘေးမှာမျက်စိဖြူကြီးနဲ့မိမကြီးတူရဲ့မျက်နှာကြီးကိုတွေ့လိုက်ကြရပါတယ် အဲ့ဒီမိမကြီးကရဲနေကမြင့်သူနဲ့အောင်ခိုင်တို့လမ်းဆွဲနေပါတယ်အောင်ခိုင်ကအတင်းရုံးကန်ကရေကန်ပေါ်တက်ပြေးနိုင်လိုက်ပေမဲ့လည်းမြင့်သူကအဲ့ဒီမိမကြီးဆွဲခေါ်ရနောက်ကိုပါသွားခဲ့ပါတော့တယ်အောင်ခိုင်ကထိတ်လန့်စွာနဲ့လာကြပါဦးဗျာမြင့်သူရေနစ်နေလို့ရေထဲကမိမကြီးကမြင့်သူကိုဆွဲခေါ်သွားလို့ဗျာအတန်ကျဲကြီးနဲ့អော်လိုက်ပါတယ်အောင်ခိုင်ရဲ့អော်တန်ကြောင့်အနီးပတ်ဝန်းကျင်ကလူတွေကရေကန်နီးကိုရောက်လာခဲ့ကြပါတယ်ဒါပေမဲ့လည်းအောင်ခိုင်ကရေထဲကမျက်စိပြူကြီးနဲ့မိမကြီးရှိတယ်ဆိုတာကြောင့်ရေကန်ထဲကိုမစင်းရဲကြပဲနဲ့အော်တော့တောင်းနေဖြစ်နေကြပါတယ် အဲ့ဒီအချိန်မှာပဲအောင်မောင်းကစပိန်ရဲ့ရေကန်ဘေးကိုရောက်လာခြင်းနဲ့တိုက်ဆိုင်နေတာကြောင့်အောင်မောင်းကမြင်းသူရဲ့ဖခင်ရှိရာစိုက်ခင်းကိုစပိန်နဲ့ပြေးသွားပြီးတော့တွတ်ပြောပါတယ်။ဦးလေးဦးလေးဦးလေးသားဈေးတောင်ဘက်ကရေကန်မှာရေနစ်နေလို့ဗျ။ဦးအမောင်ရဲ့စကားတန်ကြောင့်မြင်းသူရဲ့ဖခင်ကစပိန်နဲ့အမြန်နှင်းပြီးတော့ဈေးတောင်ဘက်ရေကန်ကိုရောက်လာခဲ့ပါတယ်။ဒါလီငါသားလေးငါသားလေးရင်နစ်မသေးအောင်နော်ငါသားလေးဘာမှလဲငါသားလေး အဲ့လိုမျိုးအော်ဟစ်ကသူ့ရဲ့ဦးခေါင်းမှာစောင်းထားတဲ့ခမောက်ပင်မချွတ်တော့ဘဲနဲ့ရေကန်ထဲကိုခုံချလိုက်ပါတယ်။အတန်ကြာတဲ့အခါမှာခမောက်လေးသာရေကန်ထက်ကိုပေါ်လာခဲ့ပေမဲ့လည်းမြင့်သူရဲ့ဖခင်ကတော့ရေပေါ်ကိုပြန်တက်မလာနိုင်ခဲ့တော့ပါဘူး။ရေကူးကျွမ်းကျင်သူများကမြင့်သူတို့သားဖားနစ်မြုပ်သွားရနေရာတဝိုက်မှာရှာကြပေမဲ့လည်းမတွေ့ကြရပါဘူး။ညနေမီးထွန်းခြင်းရောက်မှသာရုပ်လောင်းတွေကိုတွေ့ကြရပါတော့တယ်။ မြင့်သူနဲ့သူရဲ့ဖခင်ရဲ့အလောင်းကိုတွေ့ရှိချိန်မှာတော့သူတို့ရဲ့လက်ထဲမှာရှေလျားလာတဲ့စံချီပြင်တထွေးကြီးကိုစုပ်ကင်ထားတာကိုထူးဆန်းစွာတွေ့လျက်ရပါတယ်။အောင်ခိုင်မှာလည်းစေကယောဂီရဲ့ဖြစ်ကထိုးစားတဲ့နေ့မှာတော့ကျောင်းကိုဆက်မတက်နိုင်တော့ဘဲနဲ့ကျောင်းကနေအားယူခဲ့ရပါတယ်။မြင့်သူတို့တာဖတ်တည်ဆုံးခြင်းဟာရေတွေကတည်ရဲမကတတ်တယ်ဆိုပြီးတော့ပြောကြကုန်ပါတယ်။ နောက်ပိုင်းမှာတော့ညပိုင်းအချိန်ဆိုရင်အဲ့ဒီကန်နာကိုဖျက်ဝှက်သူတွေမရှိကြတော့ပါဘူး။မြို့ကလူကြီးတွေကလည်းအဲ့ဒီရေကန်ကြီးမှာနောက်ထပ်လူသေဆုံးမှုတွေမရှိစေရတဲ့အတွက်ရေကန်ကြီးကိုမြေဖို့ရန်ဆုံးဖြတ်လိုက်ကြပါတော့တယ်။ကာလာတန်ကြတဲ့အခါမှာတော့ဆော့လော်ရီဝန်ကြီးဌာနရဲ့စီမံကိန်းအရအဲ့ဒီမြေဖို့ထားတဲ့နေရာမှာလုံချင်းတိုက်ခန်းလေးများစွာဆောက်လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာအလားကကွယ်ကြောင်းလေးကလည်းအထကကွယ်ကြောင်းအဖြစ်သို့အစဉ်စဉ်တိုးမြင့်လာခဲ့ပါပြီ။ကိုမောင်ဆိုင်က brain ဆရာတဦးဖြစ်ပါတယ်။ သူကဈေးထဲမှာရွှေဆိုင်နဲ့ဗရင်မိုတွဲကဖွင့်ထားပါတယ်။သူရဲ့ဆိုင်လေးကအတော်ပင်အလုပ်ဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ရွှေတဲတွေကိုရောင်းရကြတဲ့ရွှေအထည်အပြက်တွေကိုပြင်ပေးရတာကပိုများပါတယ်။လက်ရသေးတဲ့ရွှေပရင်တယ်မလို့အလုံးနဲ့လက်ကပြတ်တယ်လို့လည်းမရှိပါဘူး။ကုမစိန်ကျုံမင်းမရဲ့လက်စွပ်လေးကြောက်ပြုတ်သွားလို့တတ်ပေးပါအောင်ဗျာ။ရပါတယ်ဗျာနေ့လည်လာယူလိုက်လေနော်။ကုမစိန်ကျမသမီးရဲ့ဆွဲကြိုးလေးပြတ်သွားလို့ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ဒေါ်တင်မြရေတနာရီလောက်နေလာယူလိုက်နော်။နေုံနေုံရွှေချိန်ကြည့်လိုက်အောင်ပဲဗျာ။ဘောင်ချာတော့ယူသွားအောင်လေနော်။အထည်လာယူလို့ရှိရင်ဘောင်ချာပြန်ယူလာလိုက်နော်။ လူရင်းမမလဲရွှေတယ်ပြင်ရတာတာဝန်ကြီးလို့ပါဗျာအလုတ်လုတ်ရမှာမှန်ကန်တိကျမှုရှိတယ်လို့ယုံကြည်စိတ်ချရကလက်ရသေးသက်လာတဲ့ကိုမောင်စိန်ရဲ့ရွှေပရင်လေးကတဖြည်းဖြည်းနာမည်ရလာခဲ့ပါတော့တယ် အဲဒါကြောင့်မဲကိုမောင်ဆိုင်ကဈေးတောင်ဘက်မှာရှိတဲ့လုံချင်းတိုက်ခန်းလေးတစ်ခုကိုငှားရမ်းပြီးတော့ဈေးပိတ်ပြီးချိန်မှာအိမ်မှာဗရင်အလုတ်ကိုဆက်ပြီးတော့လုတ်ကန်နေပါတော့တယ်။ပြင်တယ်များလွန်းတာကြောင့်အလုတ်တင်ဗရင်ဆရာ၂ယောက်ကိုလည်းခေါ်ထားပါသေးတယ်။ထိုအလုတ်တင်ဗရင်ဆရာများကမြို့ကန်အိမ်တော်ရှိသူများမို့ညအချိန်မှာသူတို့အိမ်ကိုပြန်ရေးကြသည်ဖြစ်လေရာတိုက်ခန်းမှာကိုမောင်ဆိုင်တူးတဲ့သာအိပ်ပါတယ်။တကူကြီးတကာရသမားမလို့ထမင်းအားပေါင်းဦးနဲ့တဲကဟင်းများကကြောင်းရှိကထမင်းဆိုင်လေးကနေဝယ်စားလေးရှိပါတယ်။ဆက်စင်ကျွန်တော်တို့ပြန်တော့မယ်ဗျာ၈နိုင်တောင်ထိုးတော့မယ်။အေးအေးဟုတ်သားပဲကြောက်တော့တတိမထားမိလိုက်ဘူး။နောက်ရက်တွေကြာရင်တော့9နိုင်လောက်ဆိုပြန်ပေါ့ဗျာ။ ခင်ဗျားတို့ကမိမနဲ့ကလေးနဲ့ဆိုတော့တို့ကခင်ဗျားတို့ကိုမျှော်နေမှာဗျာကျေးဇူးပါဆရာရဲ့ဒါဆိုကျွန်တော်တို့ပြန်အောင်မယ်နော်တပည့်တွေပြန်သွားပြီမလို့ကိုမောင်ဆိုင်ကလည်းအလုတ်ခမ်းရဲ့မီးတွေကိုပိတ်လိုက်ပါတယ်ကိုမောင်ဆိုင်ကခွေးများကိုလည်းချစ်တဲ့သူတယောက်ဖြစ်ပါတယ်ဈေးကခွေးလေးခွေးလေးနဲ့ညပိုင်းမှာကိုမောင်ဆိုင်အခန်းရှိမှာအိတ်ကြပါတယ် ညပိုင်းစားတော့ပြီးအကျွင်းကြံတွေအားလုံးကိုနယ်ဖက်ကထုတ်ခွေးလေးခွေးလွင်းတွေကိုကျွေးလေးရှိတာကြောင့်ခွေးတွေကအစာကျွေးသူကိုပြန်လဲဆောက်ရှောက်တဲ့သဘောနဲ့ကိုမောင်စိန်တိုက်ခန်းရှိမှာစုပြုံအိတ်ကြပါတယ်ကိုမောင်စိန်ရဲ့တိုက်ခန်းကိုလူစိုးတခိုးတွေဝင်ရမစို့ထားပါနဲ့အခန်းရှိကိုပင်ညချိန်ဆိုရင်လူစိန်ညဖြတ်မလျှောက်ရဲကြပါတော့ဒါပေမဲ့လည်းညပိုင်းခွေးဥတဲ့အချိန်ရောက်ရင်တော့ကိုမောင်စိန်အိမ်ရှိကခွေးဥကြီးကအာရပါရထဥတတ်ပါတယ်ကိုမောင်စိန်ရဲ့ဘေးကရက်မှာတိုက်ခန်းကိုမောင်စိန်ရဲ့ဘေးကရက်တိုက်ခန်းမှာတော့လူမရှိပါဘူးတိုက်ခန်းတော်တော်များများလည်းအလွတ်တရာများပါတယ် လမ်းမျက်နှာစာပဲအခန်းအလုံးကတော့ဆိုင်ဖွင့်ကြတာမလို့အတော်လေးစီကားလာပါတယ်ကိုမောင်စိန်တို့လိုမျိုးဂျားတိုက်ခန်းတွေကသာလူမနေတဲ့အခန်းလွတ်တွေဖြစ်နေခြင်းမှာကိုမောင်စိန်ကညဘက်မှာအရက်တောက်လေးရှိပါတယ်အရက်တောက်ကထမင်းစားပြီးတော့မှပဲအိယာဝင်တာအကျင့်လိုဖြစ်နေခဲ့ပါပြီကိုမောင်စိန်ကရေမိုးချိုးပြီးတဲ့နောက်မှာတော့ရေခဲတက်တာတွေကအရက်ပလင်းကိုယူကာမီးဟိုကန်ထဲမှာရှိတဲ့ဇပွဲပေါ်မှာတင်လိုက်ပါတယ်အမီးကမရှိတာကြောင့်လမ်းမဘက်မှာဖွင့်လှစ်ထားတဲ့ကုံစုံဆိုင်ကနေအသင့်စားတဲ့ဆက်သားကြောင့်တထုပ်ကိုဝဲကပြန်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲတရှက်ရှက်ဆိုပြီးတော့သူ့ရဲ့နောက်ကခြေတံကြားရတာကြောင့်လဲကြည့်လိုက်ပေမဲ့ဘယ်သူမှရှိမနေပါဘူး။ကိုမစင်ရဲ့အခန်းကြီးကခွေးတွေကလည်းသူ့ကိုကြည်ကတည်ီနဲ့အတန်ပြုတ်ပြီးတော့အမိကုတ်နေကြပါတယ်။မင်းတို့ပြီးမှကြွေးမယ်ကွာစောင့်နေကြအောင်ငါရင်စားလိုက်အောင်မယ်။အောင်စင်ရခွေးတွေကိုကြည်ကအဲ့ဒီလိုလမ်းပြောပြီးတော့အိမ်ထဲဝင်လိုက်ပါတယ်။တကမကြီးကိုပိတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မီးဘူကန်နဲ့ဝင်ပြီးတော့စက်သားကြောင့်နှဲငယ်ကိုယူကဒဲနီတဲကိုစီထဲကနှွေးလိုက်ပါတယ်။ ဆက်သားကြောင်ကျော်နဲ့ကမျိုးဝကန်တစ်ခုလုံးကိုမွေးကြိမ်သွားတာမလို့ကိုမောင်စိန်ထမင်းစားလာခဲ့ပါတော့တယ်။အဲဒါကြောင့်မဲအရက်တောက်ပြီးရင်တော့ထမင်းစားမယ်ဆိုတဲ့စိတ်ကူးနဲ့ထမင်းပေါင်းရဲကထမင်းအနှဲငယ်ကိုခူးကစပွဲပေါ်မှာတင်ထားလိုက်ပါတယ်။သူ့ရဲ့စပွဲပေါ်မှာတော့ရေရောထားတဲ့အရက်ခွက်အရက်ပလင်းဆက်သားကြောင်ကျော်ထမင်းပကံတို့ကိုအစင်းစ်ပြင်ကဘိုက်နာလာတာကြောင့်အိမ်သာနဲ့ခဏဝင်လိုက်ပါတယ်။အိမ်သာကနေပြန်ထွက်လာရင်တော့လက်ဆေးပြီးတော့မျိုးဝကန်နဲ့ဝင်ကအရက်ကိုဆက်တောက်ပါတော့တယ်။သူ့ရဲ့တောက်စဉ်မျိုးဝကန်ကမိချောင်းကတဖြက်ဖြက်နဲ့ခါနေပါတယ်။အရေးတဲ့မိချောင်းကကျွန်းတော့မယ်ထင်တယ်။ ကိုမောင်ဆိုင်ကအရက်တောက်ရင်လည်းစိတ်ပြက်စွာညင်ညူလိုက်ပါတယ်။အရင်နောက်မှာတော့သူနဲ့မျက်နှာချင်းဆိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဒီကုလုံးရေတွေဆူရွှဲပြီးတော့ခမောက်ကိုခန်းခန်းငိုက်ဆောင်းတဲ့လူတူထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ထိုသူရဲ့မျက်နှာကခမောက်နဲ့ကွယ်နေတာကြောင့်မျက်နှာကိုကောင်းစွာမမြင်ရပါဘူး။ဟာဟေးလူခမောက်ဘလူလုံပြီးတော့ကြုတ်ခန်းထဲကိုရောက်နေရလဲဗျ။ခမောက်လူလားတဲရဲလားထိုသူကဘာမှပြန်မပြောဘဲနဲ့ထိုနေရာမှာသာတောင်းတောင်းရင်ထိုင်နေပါတယ်။ကိုမောင်ဆိုင်ကတဲရဲကြောက်တဲ့သူတယောက်တော့မဟုတ်ပါဘူး။အဲဒီလူကြီးကငြိမ်သက်နေရကနေအနှဲငယ်လှုပ်ရှားလာကငါဘိုက်စာလို့ပါကွာ။ငါ့ကိုအမဲချောက်ကျွေးပါလား။ ထမင်းလည်းမစားရတာကြာပြီကွာတူလူကြီးကအတန်အောကြီးနဲ့ဘလုံးပထွေးတွေပြောကသူ့ရဲ့လက်ဘွားအားကိုမောင်စိန်ရှိကိုထိုးပေးပါတယ်အရိကထိုးလူရဲ့လက်ဘွားတစ်ခုလုံးကဖြူပွေးစွန့်နေပြီးတော့အသားတွေကပဲကြီးရေကုန်တက်ထားတယ်လို့မျိုးပွာရောင်းကတွန့်ကျင်နေပါတယ်အရိလက်ကြီးကိုကြီးကကိုမောင်စိန်ကလန်လွန်းတာကြောင့်ထိုင်နေတဲ့ခုံပေါ်မှာပဲပြုတ်ကျသွားခဲ့ပါတော့တယ်အေးစားစားမင်းကမင်းကြက်တက်လောက်စားငါ့တော့မနောက်ရက်နဲ့နော်ငါသွားရတော့မယ်ကိုမောင်စိန်ကလည်းအိယာခန်းထဲကိုကြော်ဝါလန်နဲ့ဝင်ပြေးပါတော့တယ်အခန်းထဲကိုရောက်တဲ့အခါမှာတော့အသားများပင်တစက်စက်တုံကဇောချွေးများပင်ပြန်လာခဲ့ပါတယ် အခန်းပြင်ဘက်မှာတော့လူတွေကခေါတုတ်ခေါက်ပြန်ရှောက်နေတဲ့ခြေတံတွေမိဖို့ကံမှာကြောင်ရင်တကားဖွင့်တံတွေအိုးခွက်ပကံတံတွေကိုလည်းကြားနေရပါတယ်ကိုမောင်စိန်လဲကြော်ဝါလန်နဲ့မမ်မီသမျှဖះစာတွေကိုအထစ်တဲ့ငုံငုံနဲ့ဆိုကဘလောက်တော့ကြာသွားတယ်တော့မသိပါဘူးနောက်တော့အိပ်ပျော်သွားခဲ့ပါတယ်ဆ iam မောင်စိန်ဆ iam မောင်စိန်ဆရာအိယာမထသေးဘူးလားဗျတကားထူးတန်နဲ့ခေါ်တန်နေကြောင်းကိုမောင်စိန်အိယာကနေနိုးလာခဲ့ပါတယ်တကားကိုဖွင့်လိုက်တဲ့ကသူ့ကိုစိုးရင်ကြီးစွာနဲ့ကြည့်နေကြတဲ့အလုတ်တင်ဗရိဆရာနှုတ်ကိုတွေ့လိုက်ရပါတယ်ဆရာကိုကျွန်တော်တို့နိုးနေကြကြာပြီဆရာရဲ့ ဆရာအတော်နဲ့ပြန်မထူလို့လန့်သွားပဲညာတော့ကအတော်နဲ့အိတ်မပြောလို့မနဲ့မထနိုင်တော့တာပါကွာမင်းတို့အလုံးလုံးနေကြအောင်ငါမျက်နှာသေးရေချိုးလောက်မယ်ဟုတ်ကဲ့ပါဆရာကိုမောင်စိန်လည်းမိဟုတ်ကန်နဲ့ဝင်ကြည့်လိုက်တဲ့ကဇပွဲပေါ်ကထမင်းပကံနဲ့ကထမင်းနေဟာအရင်များတစီစီထွက်နေတဲ့အထိတိုးနေပြီးတော့ ဆက်သားကြောင့်များတစ်ဖက်မှမရှိနေတော့ပါထမင်းပေါင်းအဖုံးကလည်းပွင့်နေပြီးတော့ပေါင်းအိုးတွေကထမင်းတွေကအရင်များပင်ထွက်နေပါတယ်ဆက်သားကြောင့်များလည်းရှိမနေတော့ပဲနဲ့အိတ်ခွန်များကြီးသာကြံ့နေပါတယ်ကြောင်ရင်ထဲကအသားရင်းခွက်တွေကလည်းရှာနဲ့ရက်ထားသလိုမျိုးပြောင်းနေပါတယ်ကြောင်ရင်ရဲ့အစွန်မဲ့တစ်သားနှစ်ခုဟနေတဲ့နေရာမှာတော့စံချီမြင်းတွေတထွေးညက်ကြံခဲ့တာကိုတွေ့လိုက်ရပါတယ်ဟဲ့အောင်လေလာ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 ကြည့်ကြအောင်ကွာသူ့ရဲ့ခေါ်တဲ့ကြောင့်သူ့ရဲ့တပည့်နှစ်ယောက်လည်းလာကြည့်ကြရဟမ်ဆရာစံချီမြင်းရွှေကြီးတွေအထွေးလိုက်ကြည့်ပါလား အဲ့ဒီအခါမှာပဲကိုမောင်ဆိုင်ကညာအဖြစ်ပြက်ကိုသူ့ရဲ့တပည့်တွေကိုခေစီတွင်ကြပြောပြလိုက်ပါတော့တယ်။အာဒါဆိုရင်တော့ဆရာညာတရေချောက်ခံရတာဗောဗျာ။ဟုတ်တယ်ကွာတော်တော်ကြောက်စရာကောင်းတယ်ကွာ။တရေမကြောက်တဲ့ငါတော်တကယ်တမ်းတရေနဲ့နှစ်ဖူးတွေဒူးတွေကြုံလဲရတော့နေစရာနေရာတော့မရှိလောက်ထိတ်လန့်သွားတာကွာ။နှလုံးရပ်ပြီးမသေးတာကံကောင်းတယ်။ဆရာဗရင်းဆရာအောင်မောင်းကိုသိလား။သိရလေကွာ။ तू ကကြောက်ထဲတွေကြီးကြိုင်တဲ့ဗရင်းဆရာလေ။ तू နဲ့ခင်တယ်လေဘာလို့လဲ။ဆရာဒီကြောင်းနေသိချင်းသူ့ကိုသွားမေးကြည့်ပါလား။ तू တစ်ခေါက်ကပြောတာကြားဘူးတယ်ဗျာ။ ဟမ်ဟုတ်လားဒါဆိုငါအခုမနက်စာထွက်စားရင်လည်းသူ့စီတော့မေးကြည့်လိုက်အောင်မယ်ကိုမောင်စင်ကလည်းဘရင်စီယာကိုအောင်မောင်းထံကိုထွက်လာခဲ့လိုက်ပါတော့တယ်တက်တဲ့ဖြစ်ကြောင်ရင်တော့မှညက်နေတဲ့စံချီပြင်တထွေးကြီးကိုအိတ်ထဲကိုထည့်ကယူလာခဲ့လိုက်ပါတယ်ကိုအောင်မောင်းထံကိုရောက်တဲ့အခါမှာတော့ကိုအောင်စင်ကတိုင်ပင်စရာရှိတယ်လို့ဆိုတာနှစ်ဦးသားလဖေးဆိုင်ကိုထွက်လာခဲ့ကြပါတယ်လဖေးဆိုင်ကိုရောက်တဲ့အခါမှာတော့လဖေးကြားစိတ်နှစ်ခွက်ကိုမှာယူလိုက်ပါတယ်ပြောလေကိုမောင်စင်ရဲ့ကျုံနဲ့တိုင်ပင်စရာရှိရဲ့ဆိုလို့ဗာများလဲဗျဒီလိုကိုအောင်မောင်းရေအဲ့လိုစချီကကိုမောင်စင်ကညအကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြောပြကား သူယူလာတဲ့စံချီမြင်တထွေးကြီးကိုပြလိုက်ပါတော့တယ်။အဲဒီကကိုအောင်မောင်လည်းထိုးစံချီမြင်တထွေးကြီးကိုကြည့်ပြီးတော့အံ့ဩသွားခဲ့ပါတယ်။သူကလည်းကိုမောင်စိန်ကိုသူငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်ပြောလိုက်တဲ့အခါမှာတော့ဟမ်ဒါဆိုရင်ညတော့ခမောက်တဲ့လူဟာခမားတငယ်ချင်းမြင့်သူရဲ့အဖေများဖြစ်နေမလားမသိဘူး။တိတ်ဖြစ်နေတာပေါ့ဗျာ။သူတို့ကရေကန်ကြီးမှာရေနစ်ပြီးတည်သွားကြတာလေ။ကန်ကြီးကိုဖို့တော့လည်းမကြွမလွတ်တဲ့ဘဝနဲ့ဒီမြေမှာပဲကျင်လည်နေပုံရတယ်ဗျာ။တနာစရာပေါ့ဗျာ။ ဒီစပင်ပိုင်ရှင်ကမြင့်သူကိုရေထဲမှာဆွဲခေါ်သွားတဲ့တရေမှာစပင်ဖြစ်နိုင်တယ်ဗျာသူတို့သားဖားရဲ့အလောင်းကိုတွေ့တော့လဲဒီလိုစံကြီးမြင့်တထွေးကြီးကိုသူတို့လက်မှာဆုပ်ကင်ထားလျက်နဲ့ပြန်တွေ့ရတာဗျာကျုပ်ခုထိမတ်မိနေသေးတယ်အဲ့ဒီတော့ကသူတို့လက်ထဲကစံကြီးမြင့်ဟာအခုခမားယူလာတဲ့စံကြီးမြင့်နဲ့တပုံစံနဲ့ပဲဗျာနစ်တေဒီလောက်ကြာသွားတာတောင်အခုချိန်ထိရှိနေကြတော့မှလားစိတ်မကောင်းလိုက်တာဗျာသူတို့တွေကိုကုသပြုအများပေးဖို့မဲ့သူတွေမရှိတာကြောင့်များလားနစ်တေဒီလောက်ကြာသွားတာတောင်အခုချိန်ထိသူတို့တွေကရှိနေကြတော့မှလားစိတ်မကောင်းလိုက်တာဗျာ တို့ကုသိုလ်ပြုပြီးတော့အများဝေပေးမဲ့သူတွေမရှိတာကြောင့်များလားကျုပ်တော့မနှက်ပြန်ဖုန်ကြီး၅ပါးပင့်ပြီးတော့တို့ရည်စူးအလူပြုလို့အများပေးဝေပေးမယ်ဗျာတိတ်ကောင်းတာဘုကုမောင်ဆိုင်ဟာကျုပ်လည်းအလူအတွက်ထည့်ခြင်းတယ်ဗျာကျုပ်တငယ်ချင်းမြင့်သူတို့တာဖာနဲ့ရေကန်ထဲမှာတည်ဆုံးခဲ့သူတွေအားလုံးအဲ့ဒီအနီးပတ်ဝန်းကျင်ကမကျွတ်မလွတ်တဲ့သူတွေအားလုံးဖိတ်ပြီးတော့ရည်ဆက်သွင်းချအများပေးဝေကြရအောင်ဗျာနောက်တနေ့မနေ့စောစောမှာတော့ကုမောင်ဆိုင်ရဲ့တိုက်ခန်းလေးမှာတန်ဃာတော်များအာယုံဆုံးစက်ကတ်လူရန်နေကြပါတော့တယ်ထို့နောက်မှာတော့လူပွဲဝိထုအစုစုကိုစက်ကတ်ခါ ရေဆက်သွင်းချအမြပေးဝေကြပါတော့တယ်ဆရာတော်များကလည်းမကျွတ်မလုတ်ကုန်သောပရလောကသားတွေကိုအကြင်ကြင်ဖိတ်ခေါ်ကတရားတော်များဟောကြားကတာရုခေါ်စေပါတယ်အားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လုံးဓာတုဓာတုဓာတု အဲလိုမျိုးတုံးငိမ့်တုံးကတီတီတာရုခေါ်ဆိုပြီးတာနဲ့ပဲကိုမောင်ဆိုင်ရဲ့တိုက်ခန်းရှိရခွေးတွေကဆွဆွငင်ငင်နဲ့ထထူလာပါတော့တယ်ခွေးဥဒန်နေကြားလိုက်ရတဲ့အခါဆရာတော်ကပြုံးပြီးတော့ကဲတကကြီးမောင်ဆိုင်နဲ့တကကြီးအောင်မောင်းတို့ရဲ့စေတနာအလူကြီးကအထမြောက်သွားပါပြီကွယ်ကျွတ်တင်ကျွတ်ထိုက်သူတွေလည်းတာရုခေါ်ကြလို့ကျွတ်လွတ်သွားကြကုန်ပြီတကတို့ရဲ့မွန်မြတ်လာတဲ့အလူတွေကိုရော်တို့တာရုခေါ်ပါတယ်တာတုတာတုတာတုတင်မဖေဟာ ကိုမောင်စိန်နဲ့ကိုအောင်မောင်တို့နှစ်ဦးကတူဦးကိုတူကြည့်ပြီးတော့လက်လိုက်လက်လက်နဲ့ပြုံးလိုက်ကြပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။